ကဗျာနာမည်ကအာကိုရာကိခိတ္တမေရိက ရေးသည် လူတချို့ကမင်းလောင်းမျော်ကို လာနူးနူးနဲ့ကောင်းကင်ကများရွှေမူးကြမလားမျော်တန်းတလေးရဲ့ကဲတင်ရှင်လာနူးလာလိုက်တကိုးရှင် ပေါ်နူးပေါ်လိုက်အာကိုရင် အာကိုရှာ အချိန်ဖြုံးကစိတ်ကူးရင်လဲ ရှင့်ညိုလေးကသူ့အတိုက်မြုံအတွက်သူ့အားသူကို သူစူးစားပြီးတစ်ချောက်မြက်ချောက်ချီမြင်ကောက်လျက်သူ့အိမ်သူဆောက်ခဲ့လေ၏ကီခစ်ထက်အမေရိက2019အောက်တိုဘာလ23ရက်နေ့ရေးသားသည်ဒုက္ခရောက်လာတဲ့အခါ ကိုယ်မှာရှိနေတဲ့စွမ်းအားတွေနဲ့အုံနောက်ညာတွေကိုပုံမညှစ်ထုတ်ပြီးတော့အောင်မြင်အောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားကြရမှာဒါပေမဲ့အများစုကအဲ့လိုမစဉ်းစားပဲကဲတင်ရှင်မြို့ရဘသူလက်ကဲမလဲကဲတင်တဲ့သူဘသူလာမလဲအဲ့လိုကဲတင်ရှင်မြို့ရတချို့ကလည်းကိုးကွယ်ရရှာကြတယ်ဖျားတကြတယ်ကဲတင်ရှင်ကိုတကြတယ် ဒီလိုမျိုးနီးနဲ့ကိုယ့်အစီမှာတဘာဝတရားကြီးကထည့်ပြီးလိုက်တဲ့အုံနောက်ကိုဘယ်လိုသုံးရမလဲဆိုတဲ့စွမ်းအင်စွမ်းအားတွေထွက်မလာတော့ဘင်းနဲ့တဖြည်းဖြည်းကြဆုံအုံနောက်ညာတုံးတယ်လို့ဖြစ်ကုန်ကြအခုကြပြားတွေကရှင့်ညူလေးကကျွန်တော်ကိုယ်တိုင်သူ့ရဲ့လုံပုံကင်မုံတွေကိုမြင်တွေ့လိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီရဥစ္စာကိုသင်ငန်းစာရပြီးတော့ အားကိုရာဆိုတဲ့ကဗျာခေါင်းစဉ်နဲ့ရေးပြခဲ့တာဖြစ်တယ်။ကျွန်တော်ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရတဲ့ဖြစ်ရပ်ကလေး။သူအတိုက်သူဆောက်ဖို့အတွက်ပြည်ရွက်ခြောက်တွေမြက်ပြင်တွေနောက်ဆုံးကျွန်တော်တို့အိမ်နောက်ဖေးမှာပြစ်ထားတဲ့ချီမြင်စလေးတွေသူကောက်ပြီးတော့အတိုက်ဆောက်နေတာကိုကျွန်တော်တွေ့လဲရ။သူ့အားသူကိုးပြီးတော့သူ့ဘဝသူဘယ်လိုရပ်တည်မလဲဆိုတဲ့အသိဉာဏ် သူ့စီမှာတဘာဝတရားကြီးကပြီးလိုက်တဲ့အတိုင်းရှိနေတယ်အဲ့ဒါကိုသူအသုံးချတယ်တခါတရံမှာပြိဿံထက်အုံနောက်ညံထက်တယ်လို့ပြောနေတဲ့လူသားတွေကပြိဿံတွေလောက်တော်မှ အသုံးမကျတာတွေအသုံးမချတာတွေများစွာတွေ့ရတယ်မိခိုရာကိုရှာအမင်းကလူကိုချင်းကဘောမဒီလိုမျိုးနီးနဲ့လူတွေဟာကြုံဖြစ်ကုန်ကြတယ် တပားသူရဲ့အောက်ကို ရောက်ကုန်ကြတယ်။ကိုအားကိုကိုရမယ်ဆိုတာကို နားလေသဘောပေါက်ဖို့အတွက်ကျွန်တော်မြင်ခဲ့ရတဲ့ရှင့်ညိုလေးတကောင်ရဲ့အကြောင်းကို ပမာထားပြီးတော့အားကိုရဆိုတဲ့ကြံရကိုရည်ပြည့်ခဲ့ခြင်းဖြစ်ပါတယ်။ကီကစ်ထက်အမေရိက2019အောက်တိုဘာလ23ရက်နေ့ရေးသားသည်။